ဘောလုံးသမားရဲ့အဆိုးရွားဆုံးခေါ်ယူမှုများအားလုံးပဲမင်္ဂလာပါစူသာ99 Football Channel နဲ့ပြောညီကိုလေးကိုနေထွေးသွားကြိုဆိုလိုက်ပါတယ်ဘောလုံးအသင်းတွေဆိုတာကဘောလုံးရာသီမစတင်မီမှာကိုအသင်းတွေလိုအပ်တဲ့ကစားသမားခေါ်ယူမှုတွေပြုလို့ရတာထုံးစံပါပဲအပြောင်းရွှေ့ကာလမှာခြေစွမ်းကောင်းတဲ့ကစားသမားအသင်းနဲ့အဝန်ဝင်ကြောင့်ပဲကစားသမားတွေကိုရှာဖွေခေါ်ယူမှုတွေလှုပ်ဆောင်ကြရပါတယ် ။အဲ့လိုခိုးတဲ့နေရာမှာကျွန်တော်ကိုသိန်းမြောက်ခင်တုန်းကတော့ရွှေဖြစ်ခဲ့ပြီးတော့မှကိုသိန်းရောက်ခါမှာပဲသုံးစားမရအောင်ဖြစ်ခဲ့တဲ့ကစားသမားတွေကလည်းဒုနဲ့ဒေးပါပဲ။တချို့ကလည်းအသင်းကိုလာကစားတာမဟုတ်ဘဲနဲ့ဆေးရုံလာတတ်တဲ့ကစားသမားတွေလည်းရှိပါသေးတယ်။တော့ဒီနေ့မှာတော့အသင်းကြီးတွေနေနဲ့အများကြီးမျောလင်းပြီးတော့ဈေးကြီးပေးခေါ်ယူခဲ့ပြီမယ်လို့ထင်သလိုဖြစ်မလားကပဲစိုးရွားတဲ့ခေါ်ယူမှုဖြစ်ခဲ့ရတဲ့ဘောလုံးသမိုင်းရဲ့အစိုးရဆုံးခေါ်ယူမှုခုနှစ်ခုကိုတင်ဆက်ပေးသွားပါမယ်။ အန်အောစရာကောင်းလာတာတခုကတော့ဒီထဲကတယောက်ကဘလွန်ဒီယောဆူကြီးပါရရှိသွားပြီးဖြစ်ပါတယ်။နံပါတ်1အီဒင်ဟာဇက်ချက်စီမှရီယယ်မက်ဒရစ်ချက်စီမှအကောင်းဆုံးကမ္ဘာစီရင်ကစားသမားတဦးဖြစ်ခဲ့တဲ့အီဒင်ဟာဇက်ကိုဟာလာမက်ထွတ်တို့ကယူရိုတန်တရာထိပေးပြီးခေါ်ယူခဲ့ရတာဖြစ်ပါတယ်။မတ်ထွအနေနဲ့ကတော့သူ့ကို ခရစ်စတီယာနိုရိုနယ်ဒိုရဲ့နေရာကိုအစားထိုးဖို့ရည်ရွယ်ပြီးခေါ်ယူခဲ့ပေမဲ့လို့မတ်ထွကို ရောက်လာတဲ့အခါမှာတော့ကျွန်တော်တို့ဒန်ယာပြည်သနာတွေ ကိုလေးချိန်ပြည်နာတွေကြောင့်မျောလင်းထားတဲ့လောက်ခြေစုံမပြနိုင်ခဲ့ပဲနဲ့အသင်းအတွက်ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့ရပြီးတော့ဘောလုံးသမိုင်းရဲ့အဆိုးအဝါဆုံးခုံမှုတွေကတခုလည်းဖြစ်ခဲ့ပါတယ်။နံပါတ်1ပူပေါ်ပါဂျူပင်တက်မှ မန်ချက်စတာယူနိုက်တက်ယူနိုက်တက်အနေနဲ့ကတော့ဂျူပင်တက်မှခြေစုံပြနေတဲ့သူတို့ရဲ့အကယ်ဒမီအထွတ်ကစားသမားဟောင်းပေါ်ပါကိုကမ္ဘာစံချိန်တွင်ပြောင်းရွှေ့ခြင်းယူရို105သန်းနဲ့ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်းပော့ပါအနေနဲ့ကျွန်တော်အသင်းမှာတသမတ်တည်းခြေသွန်းကောင်းပြနိုင်ခြင်းတော့မရှိခဲ့ပါဘူး။ဒဏ်ရာ ပြဒနာတွေနိဗ္ဗာန်နဲ့ပရိပခဖြစ်တာတွေစွမ်းဆောင်ရည်အတက်ကြများတာတွေကြောင့်သူ့ရဲ့ပြောင်းရွှေ့ကြီးလောကလာတာနဲ့ထိုက်တန်တဲ့ကြိုးကျေးသူကိုအသင်းကပြန်လည်ရရှိခဲ့ခြင်းမရှိပါဘူး။နောက်ဆုံးမှာတော့အလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာသွားတာဟာ United အတွက်ဘန်နာရေးအရပါကြီးမားတဲ့ရှုံးနိမ့်မှုတစ်ခုဖြစ်ခဲ့တဲ့အတွက်ဘောလုံးသမိုင်းရဲ့အဆိုးဝါးဆုံးခေါ်မှုတွေကတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ နံပါတ်3ဖာနန်ဒိုတော်တယ်လပါဘူးမှာเชลซีလပါဘူးမှာကမ္ဘာအကောင်ဆုံးတိုက်စစ်မှုအဖြစ်ဂိုးတွေသွင်းပြီးရှယ်ချမ်းပြခဲ့တဲ့ဖာနန်ဒိုတော်တယ်ကိုเชลซีတို့အနေနဲ့ပြည်တိန်စံချိန်တင်ပြောင်းရွှေ့ခြင်းတန်း90ထိသုံးပြီးတော့ခေါ်ယူခဲ့ရတာဖြစ်ပါတယ်เชลซีကိုပြောင်းရွှေ့လာပြီးတဲ့နောက်မှာတော့ခြေစမ်းလုံးဝကျဆင်းသွားခဲ့ပြီးတော့ဂိုးမမရှိတဲ့ဂိုးပေါ်ကိုတောင်ဂိုးမသွင်းနိုင်ခဲ့တဲ့ပွဲစဉ်တွေကအများကြီးပါပဲ ပထမဦးဆုံးဂိုးသွန်းမှုကိုပွဲစဉ်၁၄ပွဲထိကြာမြင့်ခဲ့တာဖြစ်ပြီးတော့ပြည်သက်တည်းရဲ့လှောင်ပြောင်မှုကိုလည်းခံခဲ့ရပါတယ်။ဖာနန်ဒိုတော့ရရဲ့အပြောင်းရွှေ့ကလည်းပဲမှန်းချက်နဲ့နှမ်းတော့မကိုက်ခဲ့ပဲနဲ့ဘောလုံးသမားရဲ့အဆိုးအဝါးဆုံးခုံမှုတွေကတခုဖြစ်ခဲ့ပါတယ်။နံပါတ်၄ဖိလစ်ပီကော်တင်ဟိုလပဘူးမှာဘာစီလိုနာလပဘူးမှာကမ္ဘာစဉ်ခြေသွန်းပြပြီးတောက်ပလာခဲ့တဲ့ကော်တင်ဟိုကို တောင်းရွှေချယူရိုသန်150နီးပါးပေးပြီးတော့ဈေးကြီးကြီးနဲ့ဘာစီလိုနာတို့ကခေါ်ယူခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းကိုတင်ဟိုအနေနဲ့ကတော့ဘာစီလိုနာရဲ့နီးစနစ်နဲ့မကိုက်ညီခဲ့ပဲဖိအားတွေသာရရှိခဲ့ပြီးတော့ခြေသွမ်းတွေလည်းပျောက်ဆုံးခဲ့ရတာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ဘာစီတို့အတွက်ဘန်နာယေးဝန်တော်ဝန်ပိုးကြီးဖြစ်ခဲ့ရပြီးတော့ကိုတင်ဟိုကိုအငှားချခဲ့ပါတယ်။ဆိုတော့ဒီပြောင်းရွှေ့ကလည်းဘောလုံးသမားရဲ့အဆိုးဝါးဆုံးခေါ်ယူမှုတွေတကတခုဖြစ်ခဲ့ပါတယ်။ နံပါတ်5အန်တိုနီယိုဂရစ်စမန်အက်သလက်တီကိုမက်ထရစ်မှာဘာစီလိုနာကော်တင်ဟိုနီးတူဘာစီလိုနာရဲ့တန်မိုးကြီးအဆိုးအဝါဆုံးခေါ်ယူမှုတွေကတခုပါပဲပြင်သစ်နဲ့တူကမ္ဘာ့လာမှာထူးချေခြေစွန်ပြခဲ့တဲ့အန်တိုနီယိုဂရစ်စမန်ကိုပြောင်းရွှေ့ကြည့်ယူရိုတန်း120ဝန်းကျင်ထိပေးပြီးတော့ဘာစီလိုနာကကြေးကြီးကြီးနဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းကစားသမားအချင်းချင်းကြားမှာပါသူ့ကိုခေါ်ယူတာကိုမလိုလားတဲ့သူတွေရှိနေခဲ့ပြီးတော့ကစားတဲ့ပုံစံနဲ့နေရာကလည်းအဆင်မပြေခဲ့ပါဘူး နောက်ပြီးတော့ခရစ်စမတ်ရဲ့လောက်ကလာတာကလည်းများများပြီးတော့ကလပ်ရဲ့ဘန်နိုင်အခြေအနေကိုလည်းဆိုးဝါးစွာထိခိုက်စေခဲ့ပါတယ်။ဆိုတော့ကအန်တိုနီယိုခရစ်စမတ်ရဲ့အပြောင်းရွှေ့ကလည်းမှန်းကျင်တဲ့နန်တော်မကိုက်ခဲ့ပဲဘောလုံးသမိုင်းရဲ့အဆိုးဝါးဆုံးဂုဏ်မှုတွေကတခုဖြစ်ခဲ့ပါတယ်။နံပါတ်6ရိုမဲရို လူကာကူအင်တာမီလန်မှချယ်ဆီအင်တာမီလန်မှအကောင်းဆုံးခြေစွမ်းနေတဲ့ရှယ်ကျန်းနေခဲ့တဲ့လူကာကူကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်း98တန်းနဲ့ချက်စီတို့ကမျောလင့်ချက်ကြီးကြီးနဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်။ချက်စီရဲ့တကြောပြန်အိမ်ပြန်ခီးမှာအများကြီးမျောလင့်ခဲ့ပေမဲ့လည်းလူကာကူအနေနဲ့ကတော့စရောက်ကလေးကနီးစနစ်နဲ့မကိုက်ညီတာတွေလူသီးရှင်ကြားနီးပြနဲ့အဆင်မပြေကြောင်းပြောဆိုမှုတွေကြောင့်အသင်းနဲ့ကစားသမားကြားမှာပြဿနာတွေအများကြီးဖြစ်ခဲ့ပါတယ်။နောက်တစ်နှစ်မှာပဲအငှားနဲ့ထွက်ခွာခဲ့ရပြီးတော့ကလပ်ရဲ့စံချိန်တင်ပြောင်းရွှေ့ကြီးကလည်းဆိုးရွားတဲ့အရင်းအီးတစ်ခုသာဖြစ်ခဲ့ရပါတယ်။ နမခွန်အော့စမန်ဒမ်ဘီလီဒေါ်မွန်မဘာစီလိုနာဘာစီလိုနာကနေမားရဲ့နေရာကိုအစားထိုးဖို့အတွက်ပြောင်းရွှေ့ခြင်းယူရိုသန်း145သန်းထိငွေမြောင်များသုံးပြီးတော့အော့စမန်ဒမ်ဘီလီကိုခေါ်ယူခဲ့ပါတယ်ဒမ်ဘီလီဆိုတာကမြန်နှုတ်အရေးချင်းနဲ့ဘောလုံးထင်းကျုံမှုကောင်းမွန်တဲ့ကစားသမားတဦးဖြစ်ခဲ့ပြီးမယ်လို့ဘာစီလိုနာမှာကစားခဲ့တဲ့6နှစ်အတွင်းမှာတော့ဒန်ယာပြဿနာတွေဇက်တိုက်ရင်ဆိုင်ခဲ့ရပြီးတော့တန်ယာကြောင့်လွှဲချော်ခဲ့ရတဲ့ပွဲကြီးတွေကရာချီရှိပြီးတော့ စေယုံတက်နေတဲ့အချိန်ကလာပိုများခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒံမီလီဟာတန်ချင်းမြင့်မားမှုတန်ရာတန်ချက်များပြားမှုနဲ့အချိန်ကြာမြင့်စွာခြေစွမ်းပြနိုင်မှုမရှိခြင်းတို့ကြောင့်အကြီးမားဆုံးကမာယွန်းရဲ့လူခွေမှုများရဲ့ထိတ်ဆုံးနေရာမှာရှိနေတာဖြစ်ပါတယ်။အခုပြောပြခဲ့တာတွေကတော့ဘောလုံးမမရဲ့အဆိုးဝါးဆုံးခွေမှုများအကြောင်းပဲဖြစ်ပါတယ်။ဒီထက်ကဖေတယောက်ကအဆိုးဝါးဆုံးခွေမှုဖြစ်ခဲ့လဲဆိုတာကိုညီကိုတို့ရဲ့အမြင်ကိုလည်းမှန်ငယ်ပေးပါဦး။အားလုံးကိုကျေးဇူးတင်ပါတယ်။